မိုင်းကပ်မြို့နယ်၌မဲဆန္ဒရှင်စင်များထုတ်ပြန်ကြေညာတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံခရိုင်မိုင်းကပ်မြို့နယ်၌2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသက်16နှစ်ပြည့်ပြီးသူတိုင်းဆန္ဒမဲပေးပိုင်권ရှိစေရနှင့်မဲဆန္ဒရှင်စင်များမှန်ကန်စေရန်ရည်ရွယ်၍မြို့နယ်တွင်ရှိမဲဆန္ဒရှင်စင်များကိုတက်ဆိုင်ရာရက်ွက်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုယုံတို့တွင်စက်တင်ဘာလ30ရက်က ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်းသိရှိရပါသည်။ထို့သို့မဲဆန္ဒရှင်စင်းများထုတ်ပြန်ကြေညာထားရှိမှုအခြေအနေကိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဟန်ဝင်းလန်းနှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ကွဲမှတာဝန်ရှိသူများကရက်ွက်ကြေးရွာတွင်ရှိမဲဆန္ဒရှင်များ၏မဲစင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အကြောင်းမြင်မျိုးကြောင့်အမည်စင်းမပါရှိသူများမဲဆန္ဒရှင်များအချက်လက်များပြင်ဆင်လိုသူများမဲစင်းနှင့်ဆက်လျင်း၍ကန့်ကွက်လိုသည်များကိုတက်ဆိုင်ရာရက်ကွက်ကြီးရွာကော်မရှင်ဖွဲ့ခွဲရုံးများတွင်မဲစင်းထုတ်ပြန်ကြေညာသည့်စက်တင်ဘာလ30ရက်မှအောက်တိုဘာလ13ရက်တွင် ပြင်ဆင်လျှောက်ထားနိုင်ကြောင်းသိရှိရပါသည်ခမညာ